နွေမဲဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့20ကြိမ်အတွက်ပေါ့နော်20ကြိမ်အတွက်ကျွန်တော်အနည်းဆုံးဗီဒီယိုလေးကိုပြန်လည်ပြတော့မှာဖြစ်ပါတယ်ဒါကတော့အနည်းဆုံးဗီဒီယိုကိုကျွန်တော်ကဒီအပြည့်ခွေကနန်းခုနှစ်လုံးကိုတုံးသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဂီးနေလဲထုတ်လို့ရတယ်တို့တို့ကျွန်တော်ကဒီထဲကပဲထုတ်သွားမှာဖြစ်ပါတယ်ပေါ့နော်အာဆက်ပြီးရင်တော့ရမှာပေါ့နော်ကျွန်တော်ဒီရှစ်လျှောက်တုံးကနေဒီကနန်းခုနှစ်လုံးထဲက၃လုံးအပါဖြစ်ပါတယ်ခင်ဗျာ ဒါဒီနေ့အရာကျွန်တော်မက်ရှင်များကိုလည်းကျွန်တော်တင်ပြထားပြီးပြီဖြစ်ပါတယ်ပေါ့နော်။တွင်နည်းနဲ့တကွာပြင်တင်ပြထားပြီးပြီဖြစ်ပါတယ်။ကျွန်တော်ပြခဲ့တဲ့ဘက်မှာလည်း6 9 6 6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ဒီတစ်ပတ်မှာကျွန်တော်ဒီနေ့အရာ9 6 9တုံညတင်နေ3အပြည့်ခွေဖြစ်ပါတယ်။ဒီကနက်9လုံးကိုကျွန်တော်အခွေ3တော့မှာဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်တစ်မျိုးပုံတူအရာဆိုရင်ကျွန်တော်အာ69တုံညာ95ပုံတူတာ ဖြစ်ပါတယ်ဗောနော်တော်တော့ကျွန်တော်အဒီကနက ခုနှစ်လုံးအပါယူมาဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဒီ20ကြိမ်ပေါ့နော်20ကြိမ်မှာကျွန်တော်အကြိမ်ကြီးမရှိတော့ဘူးပေါ့နော်9 8 9 3 9 1 2 3ဒီကနေ့ခုနှစ်လုံးခဲကကျွန်တော်၃လုံးကိုယူมาဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီကနေ့ခုနှစ်လုံးထဲကနောက်ထပ်ကျွန်တော်အလေးနဲ့အပိတ်ပေါ့နော်ဒါက3ဖြစ်ပါတယ်၃လုံးအပါပေါ့နော် နောက်ထပ်ကျွန်တော်လေပိတ်နေရာနှလုံးအပါစွာလေးကိုဆက်ကြည့်အောင်လားခင်ဗျာခင်ဗျာဒါလေးကလည်းကျွန်တော်တုံးနေကြဟာပဲဖြစ်ပါတယ်ဗောနောတုံးနေကြဟာပဲတုံးတော့မှာဖြစ်ပါတယ်ဒီနှစ်တုံညာကုကနေကျွန်တော်ဒီကနန်းငါးလုံးထဲကနှလုံးအပါဗောနောအလေနဲ့အပိတ်နေရာမှာနှလုံးအပါဖြစ်ပါတယ်အခွန်ခွန်ကုမာလေးခွန်ရကိုရနှလုံးပါခွန်တုံညာတုံညာတုံညာအပူပေါ့နော်ခွန်နဲ့တုံးခွန်ခွန်ကိုရလေးရရှိကိုလေးဆိုပြီးတော့လေနဲ့အပိတ်နေရာမှာကနန်းနှလုံးအပါဖြစ်ပါတယ်သူဒီဒီ ၃ညတင်းနေ၄၅၆ဒီမှာတော့ကနန်း၆လုံးဖြစ်မှာကျွန်တော်၆လေး၆ဦးတပင်ရမှာဖြစ်တယ်ပေါ့နော်။ Okay ၆လေး၆တပင်မှာကနန်း၆လုံးယူမှာဖြစ်ပါတယ်။ပြီးတော့ဒီ၉ခွန်၈မှာလည်းကျွန်တော်ကနန်း၅လုံးဒီအနောက်ဆုံးတလုံးမပါဘူးပေါ့နော်။ခွန်၈ဆိုပြီးတော့၅လုံးထဲကနေဆက်ပြီး OK လာတယ်။၆ခု၆မှာလည်းဒီ၅လုံးထဲကဆက်ပြီး OK လာတာတွေ့ရတယ်ပေါ့နော်။ဒီတော့ဒီတစ်ပတ်မှာကျွန်တော်ဒီကနန်း၆လုံးအထိထည့်ယူမှာပေါ့နော်။ခွန်၈၉ တင်နေဖြစ်ပါတယ်ခွန်ရှိကိုတင်နေတဲ့ကအပါတော့မဟုတ်သုံးသလုံးထက်ထည့်မယ်ပေါ့နော်ခွန်ရှိကိုတင်နေသုံးဒီနှလုံးအပါဖြစ်ပါတယ်ဝေဒါကြောင့်မို့ဒီနေ့တော့ဒီမှာခွန်ရှိကိုတင်နေသုံးဒီနှလုံးအပါပေါ့နော်လေအပိတ်နေရာဖြစ်ပါတယ်ဆိုတော့ဒီသုံးသလုံးအရာဖြစ်မယ်ပေါ့နော်ဆိုတော့ကျန်နေတာကကျွန်တော်လေပိတ်နေရာမှာဒီ၃လုံးထဲကဒီနှလုံးကိုထပ်နှုတ်မယ်ပေါ့နော် ကျွန်တော်ငါမပါဘူး၈ပါတယ်ပေါ့နော်၈ပါတယ်၉ပါတယ်ပေါ့နော်၈၉တုံညာမပါဘူး၁ပါတယ်၂ပါတယ်ပေါ့နော်၃ပါတယ်ဒီ၃ကအရင်ဖြစ်ပါတယ်ဒီ၈၉၁၂၃แท้ကလေပိတ်နေရာမှာနှလုံးအပါဖြစ်ပါတယ်လေပိတ်နေရာမှာနှလုံးအပါပေါ့နော်ဒါလေးကိုကျွန်တော်တွဲလို့ရတယ်တွဲလို့ရတယ်ဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုကကျွန်တော်မတွဲကနေပေါ့နော် တုံးနေကြဟာပဲတုံးတော့မှာဖြစ်ပါတယ်ဆက်ပြီးတော့ okay မယ်ဆိုရင်တော့ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်မတော်ကနန်းဆိုတာလေးကိုဆက်ပြီးလေးလာကြည့်မယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်လေးလုံးထဲက10နီးဖြစ်ပါတယ်6ခွန်တင်းနဲ့မှာတစ်တီလေး၈တီတလုံးထီတယ်ပေါ့နော်၈တီ၅၉၈တလုံးထီတယ်တစ်တီ၆မှာတလုံးမှမထီတဲ့အတွက် no လို့ပြပြထားတယ်ပေါ့နော်ထီရင်တလုံးမဲထီရမှာဖြစ်ပါတယ်ပင်ရှိပေါ့နော်ပင်ရှိခုလိုလိုစေတော့ okay နေ7ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာဆိုရင် ဒီနာဆဲကျိန်မှာပြီးကလေးပေါ့9 3ညာ4 5မှာကိုဒလုံး6 9 6ဆိုတဲ့အတွက်ဝန်ပါနော်ဒီတစ်ပတ်မှာနံပါတ်38ပြီးတော့39 3 6ခွန်းဆိုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တင်းနေ6ခွန်းဒီလေဘိတ်မတွေ့နှလုံးမပါရဘူးပေါ့နော်ဆိုတော့ကျွန်တော်6ခွန်းဒီလိုထည့်လိုက်မှာပေါ့နော်6 9 3ညာ3 4 5 โอเคဒါချင်းဒီအောက်ကနှလုံးဒီအပေါ်ကတလုံးဒါမှမဟုတ်တလုံးမှမထီးဘောเนาะဒီအောက်ကသုံးလုံးဖြစ်ပါတယ်အပြီးခွေကနဲ့မှာကြတော့ငါ၈၉၃ည၁နှစ်၃ဆိုပြီးယူထားတဲ့အတွက်ကြောင့်မို့ကျွန်တော်ငါ၈၉၃ည၁နှစ်၃โอเคဒါဆိုရင်ဒီထက်ကကျွန်တော်ပါရင်နှလုံးဒါမှမဟုတ်သုံးလုံးဆိုပြီးဖြစ်ပါတယ်ဒီထက်ကပါရင်တလုံးဒါမှမဟုတ်မပါရင်တလုံးမှမပါဘူးဘောเนาะ အရှင်တင်လို့တင်းနေခဲကပါရင်တလုံးပေါ့နော်ဒီ96တော်များ3ထဲကအပြီးပေးသွားနိုင်တယ်လို့ဒီတင်းထဲကတလုံးပါနိုင်တယ်နှစ်ထဲကတလုံးပါနိုင်တယ်ပေါ့နော်ခဲဒါရှင်အလေးပိတ်နေရာမှာကြတော့ကျွန်တော်96တင်းနေ3စပီးဖြစ်ပါတယ်ပေါ့နော်96တင်းနေ3ခွန်96တင်းနေ3စပီးတော့ဖြစ်သွားမယ်ပေါ့နော်ဒါဆိုရင်89ထဲက ဒီထက်ကပါရင်နှလုံးဒီထက်ကပါရင်တလုံးမပါရင်နှိုးပေါ့နော်အဲဆိုရင်ကျွန်တော်ဒီထက်ကတွဲတော့မှာဖြစ်ပါလေပေါ့နော်အဲဆိုရင်ရှစ်ကိုတွဲကြည့်မယ်ပေါ့နော်ရှစ်ကိုရှစ်ကိုပြီးတော့ရှစ်သုံးရှစ်ကိုရှစ်သုံးပြီးရင်ကိုသုံးဆိုပြီးဖြစ်ပါလေပြီးရင်ဒီအပေါ်မှာတလုံးထဲပါမယ်ဆိုတော့ရှစ်တိရှစ်နှစ်ပြီးရင်ကိုတိကိုနှစ် ပြီးရင်ကျွန်တော်3တဒီမှာထပ်ထည့်မယ်ပေါ့နော်3တ3တ3နေဆိုပြီးဖြစ်ပါတယ်ဒါလေပိတ်တွဲရပြီပေါ့နော်လေပိတ်တွဲဒီရလာပြီကျွန်တော်ကျွန်တော်လေပိတ်အထီးကြီးတွေလည်းကျွန်တော်တင်ပေးထားတာရှိတယ်ပေါ့နော်တော်တော့ကျွန်တော်ကအဲ့ဒီမှာဒီကျွန်တော်တင်ပေးထားတဲ့ဟာကိုမသုံးသေးပဲနဲ့ကျွန်တော်ကအဲဒီအထီးကြီးလေပိတ်နေရာပါပေါ့နော်လေပိတ်နေရာမှာဒီ O U C H ပေါ့နော် အဲ့မှာကျွန်တော်ပုံတရား3 2 4 6ခုဒီကျွန်တော်ပုံတရား5လုံးလေးပိနေရအထီးပေါ့နော်အဲ့မှာသူကပြက်ပြင်တပြင်တော့ရှိတယ်သူ388တစ်ကြိမ်မှာပြက်သွားခဲ့တယ်ပေါ့နော်388မှာရှေ့ရှေ့အပူဆိုပြီးအတွက်အဲ့ဒီမှာတစ်ကြိမ်ပြက်တယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ဒီ3 3ဒီကျွန်တော် နှလုံးပေါင်းရှင်ပြိနဲ့ထပ်ဖြတ်လို့ရတယ်ဗောနော်အနာနှလုံးပေါင်းရှင်ပြိနဲ့ထပ်ဖြတ်လို့ရနိုင်တယ်လို့ကျွန်တော်ကဒီကိနဲ့ထန်ကြီးပဲဗောနော်တုံးနဲ့တင်းနဲ့ဒီဒီမှာတုံးများနည်းလေးရှောက်ခွန်လွတ်သွားတယ်ဗောနော်ပြီးရင်ရှစ်ကိုရှစ်ကိုကလည်းတုံးများနည်းလေးရှောက်ခွန်လွတ်နေတယ်ရှစ်တုံးဒီလည်းတုံးများနည်းလေးရှောက်ခွန်လွတ်သွားခဲ့တယ်ကိုတုံးမှာကြတော့လေကျွန်တော်တို့တုံးများနည်းလေးရှောက်ခွန်ကြီးလွတ်သွားခဲ့တယ်ဗောနော်ဒီဟာပဲဖောက်သွားမလားဒီဟာပဲဖောက်သွားမလားတော့ကျွန်တော်စောင့်ကြည့်ရမှာဗောနော်ဒါသူတို့မြင်ရပေတဲ့ထဲပါနေတယ်ဗောနော် ီးရင်ရှင်းသစ်တီလဲကျွန်တော်တောင်ညာနေလေး6ခွန်လွတ်သွားခဲ့တယ်ပေါ့နော်အဒီရှင်းနှစ်တီဒီမှာနေတလုံးတူတယ်ပေါ့နော်ဆိုတော့ရှင်းနှစ်တွဲရမယ်6ကို6တီဒီလဲတောင်ညာနေလေး6ခွန်ကြီးလွတ်သွားခဲ့တယ်6နှစ်မှာလဲနေတလုံးပါနေတာဖြစ်ပါတယ်3နှစ်တီလဲကျွန်တော်နေတလုံးပါနေတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်အတွဲအနေနဲ့ရှစ်ရှစ် sorry ရှင်းနှစ်ပေါ့နော်ရှင်းနှစ်နေရှိဖြစ်ပါတယ် ပြီးရင်ကိုးနေပါတော့ကိုးနေထိုက်စီထဲမှာပါတော့ကိုးနေနေကိုးထိုက်စီထဲရမှာဖြစ်ပါတယ်ပြီးရင်3နေ3နေနေ3ဆိုပြီးတော့ကျွန်တော်နေအလဲထိုင်နဲ့နေအပိတ်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်နေအလဲထိုင်ရနေပိတ်ရထိုက်စီတလုံးထဲမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီ၈နှစ်ကိုပေါ့နော် ရှင်းနေကိုကျွန်တော်ထိတ်ဆီးထည့်မယ်ဆိုရင်ထိတ်ဆီးကတချီဝေးချာဆရာမလို့ဘောနော်အဲ့မှာကျွန်တော်ရှင်းနေဒီထက်ကသုံးလုံးအပါနှလုံးဆိုတော့ဒီမှာရှင်းနေတွဲမှာဘောနော်ကျွန်တော်ဒီထက်ကရှင်းနေနေနဲ့တွဲမယ်ဆိုရင်ဒီထက်ကတလုံးထဲပါမှာဖြစ်တဲ့အတွက်နေ့တလုံးပါတယ်ဒီထက်ကနှလုံးပါမှာဘောနော်ဆိုတော့96 3 3ဟာကျွန်တော်အော်တိုမက်တစ်ကျွန်တော်ထိတ်ဆီးရောက်သွားမယ်ဘောနော်96 3 3ထိတ်ဆီးဖြစ်ပါတယ်9 6 3ထိပ်စီဖြစ်ပါတယ်။အဲ့မှာကျွန်တော်အပြစ်ကလေးတစ်ပတ်မှာအကုန်လုံးထည့်လိုက်ရင်ကျွန်တော်6 6လောက်အရှင်ပြည်တယ်ပေါ့နော်။6 6လောက်တဲ့ကိုရတယ်ပေါ့နော်။ကျွန်တော်အပူကိုအာယူမထားမိဘူးပေါ့နော်။ဆိုတော့အပူကိုဒီတိုင်းပဲဖြစ်တယ်လို့6 6လောက်ရှင်ပြည်တည်ရင်ပြီးသွားခဲ့တယ်ပေါ့နော်။မအားအားရင်ကျွန်တော်အားစရာမလိုဘူးပေါ့နော်။ဒီတိုင်းပဲထိပ်စီကောက်ထည့်လိုက်ရင်ပြီးတယ်ပေါ့နော်။ဆိုတော့အဲ့မှာတခါတည်းအပူအပါဖြစ်သွားမယ်ပေါ့နော်။ဒီမှာဆိုရင် ရှင်းရှင်းနဲ့တော့အပူတခါလေးထည့်လာတာဖြစ်ပါတယ်။ ပြီးရင်9ရှင်နှစ်ပေါ့နော်9ရှင်နှစ်3ည10နှစ်3ရှင်နှစ်ဆိုပြီးဖြစ်သွားမယ်ပေါ့နော်အဆွင်ရှင်နှစ်ဆိုနှစ်ရှင်ပြန်ပြန်လာရတော့မှာဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်9ရှင်နှစ်ဆိုတော့9နှစ်ရှင်ပြန်ပြန်ဖြစ်မယ်ပေါ့နော်9နှစ်ရှင်ဆိုတော့သူ့ကိုလည်းနှစ်ရှင်လို့ထည့်မယ်ပေါ့နော်အကွက်ကြီးတော့နည်းနည်းများသွားမယ်ကျွန်တော်တို့သုံးလုံးပေါင်းရှင်းပြိနဲ့ထပ်ပြီးတော့ညှိလိုက်ရင်လည်းအဆင်ပြေတယ်ပေါ့နော် ပြီးရင်နှလုံးပေါင်းရှင်ပရိနေတဲ့ထပ်ဖြတ်လိုက်ရင်အဆင်ပြေသွားမှာဖြစ်ပါတယ်။ပြီးရင်၉နှစ်ကိုသွားကြည့်အောင်ပေါ့နော်။၉နှစ်တည်လဲကျွန်တော်ဒီမှာအပူကနှလုံးအောက်ကနှလုံးဆိုတော့၅၈၉၃များ၃လို့ဒီလိုလိုအဆင်လိုက်ထည့်လိုက်ရင်အပူအပါဖြစ်သွားမယ်ပေါ့နော်။ကျွန်တော်ကပြီးခရစ်ဘတ်ဒီလိုလေးမှထည့်လိုက်တော့ကျွန်တော်တဲ့တွေ့ဖြစ်သွားတယ်ပေါ့နော်။ကျွန်တော်၅၈၉၃များ၃ထည့်စီထည့်မှာဖြစ်ပါတယ်။၅၈၉၃ညာ၃ဆိုပြီးတော့ ဒီမှာ9နှစ်ပေါ့နော်9နှစ်9နှစ်ထဲရမှာဖြစ်ပါတယ်ဒါတဲ့ဖြစ်သွားပြီပေါ့နော်အဲဆိုရင်9နှစ်9နှစ်9ဖြစ်ပါတယ်ပြီးရင်ဒီမှာ9 8 9 3 3ထိပ်စီးဖြစ်ပါတယ်ပြီးရင်နှစ်3 3နှစ်ပေါ့နော်နှစ်3ဆိုရင်လည်းဒီမှာအဘွားတလုံးအောက်ကနှလုံးဆိုတဲ့အတွက်9 8 9 3 3 9 10 9တုံညာ3ဒီညသုံးထိစညသုံးလေးပဲကတ်မှာပေါ့နော်ညသုံးပြီးရင်3ညဒီ9 10 9တုံညာ3ပြီးရင်3ညပေါ့နော်ခေတ္တဆိုင်အားလုံးတည်ရသွားပြီဖြစ်ပါတယ်ပြီးသွားပြီပေါ့နော် โอเคสุสุปองสุยินတော့ကျွန်တော်ဒီမှာ2 4 5 3 4 5 6ဆိုတော့အကွက်30ဖြစ်မယ်ပေါ့နော်အကွက်30တဲ့ဖြစ်ပါတယ်အကွက်30တဲ့ရတယ်ပေါ့နော်အကုန်လုံး okay မယ်ဆိုရင်ပေါ့နော်အဲ့မှာကျွန်တော်အနောင်းသလုံးပေါင်းချင်းပရိတ်ကဒီဟာလေးပေါ့နော်ဒါကအနောင်းသလုံးပေါင်းချင်းပရိတ်ဖြစ်ပါတယ်ဒီခွန်ခွန်ပေါင်းတော့14 94ပေါင်းတော့73 63ပေါင်း9ဆိုပြီးတော့ဗောနော်ဒါလေးကျွန်တော်တန်နည်းနဲ့တကွာတင်ပြထားပြီးပြီဖြစ်ပါတယ်ပင်ရှင်ဗောနော် ပင်ရှိအနန္တလုံးပေါင်းရှင်ပရိက္ခာတိကျွန်တော်ကဒီ6လုံးကိုယူမှာပါနော်ဒီ၄လုံးတွေကပြတ်ပါဆိုတဲ့အတွက်ကြောင့်ပေါ့ဗျာနော်ပင်ရှိဖြစ်ပါတယ်ရှစ်တုံညာတစ်သုံးလေး၅ဆိုပြီးဖြစ်ပါတယ်ရှစ်တုံညာတစ်သုံးလေး၅ရှစ်တုံညာတစ်သုံးလေး၅ဒီနောက်ထပ်ကျွန်တော်ဒီ F today ပေါ့နော်ဒါဆိုရင်ဒီမှာ

တုံညာနေတုံပုံတူယူလို့ရတယ်ဗောနော်ပုံတူပြိယူလို့ရတယ်တို့တို့ကျွန်တော်ပြိပြက်မှာစုတွေအတွက်ကြောင့်မို့ဒါအကုန်လုံးထည့်နေရင်ပို့ပြီးတော့ကောင်းတယ်ဗောနော်ဒီမှာပြိနဲ့ထက်ညီကြည့်အောင်ဗောနော်ပြိနဲ့ညီတဲ့ဟာကိုကျွန်တော်ဒီဟာလေးကြည့်အောင်အအောင်ခြေပြီးသွားမယ်ဗောနော်โอเคဒါဆိုရင်58နှစ်ဒီ8နှစ်နှစ်ပေါင်း35ဒီမှာ9ပြိပါတဲ့အတွက်58နှစ်ဖြစ်ပါတယ်58နှစ်9နှစ်ရှိဗောနော် ရှင်းနေနေပေါင်းတဲ့ဆေ10ဒီမှာလေးရှင်းပရိပါတယ်ပေါ့နော်ဒါဆိုရင်ရှင်းရှင်းနဲ့ရှင်းနေရှင်းဒီမှာ9ပရိဒီမှာ9ပရိတော့မပါဘူးပေါ့နော်3ညာပရိပါတယ်3ညာရှင်းနေ3ညာနေရှင်း3ရှင်းနေဒီ3ပရိပေါ့နော်အဲ့မှာ3ပရိပါတဲ့အတွက်3ရှင်းနေ3ရှင်းနေလုံးပိန်တစ်လုံးကြာစီရှိတယ်ပေါ့နော်3ရှင်းနေဖြစ်ပါတယ်ဒီမှာ1 3နဲ့9ပေါင်း6ဒီမှာ6ပရိပါတယ်9နဲ့9 9ခုနေပေါ့နော်ပြီးရင်ဒီမှာ3 ိုးပရိပေါ့နော်ရှစ်ကိုးနေကနန်းသုံးလုံးပေါင်းရှင်ကိုးပရိကိုးပရိတော့မပါဘူးဒီမှာတော့၃ညပရိပေါ့နော်ကိုးနာချိန် session နေနဲ့ပေါင်းရင်20ဆိုတော့ဒီမှာ၃ညပရိပါတယ်အတွက်ကိုးကိုးနေတီကိုးနေကိုးဆိုပြီးဖြစ်ပါတယ်ပြီးရင်တိပရိပေါ့နော်၃ညကိုးနေတီတိပရိမပါဘူးပေါ့နော်ပြီးရင်ဒီမှာ၄ပရိပေါ့နော်၄ပရိကလည်းဒီမှာမပါဘူးပေါ့နော်ပြီးရင်ဒီမှာ၃ညပရိဖြစ်ပါတယ်၅နှစ်၃၅၃နှစ်တီ၃ညပရိပါတယ်ပေါ့နော် ရှင်းနှစ်သုံးရှင်းသုံးနေကကျွန်တော်လုံးပိန်တလုံးရှင်းစီရှိတယ်ပေါ့နော်နေအာလုံးပိန်နီးမှာကျွန်တော်သင်ပေးထားတာရှိပါတယ်ပြီးရင်နောက်ထပ်ဒီမှာတရား9 9နဲ့9ပေါင်း74လေးပိန်မှာပါဘူးပေါ့နော်3ညနေ3ပိန်ဆိုတော့3ညနေ3ဒီ3ည3ညတင်ဖြစ်ပါတယ်ပြီးရင်6 6နဲ့9ပေါင်း8ဒီမှာ8ပိန်ပါတယ်အတွက်3နေ3 3 3နေဆိုပြီးတော့ပေါ့နော်ဒါကအရင်ဖြစ်ပါတယ်ဒီဟာအရှိဟာ main ဖြစ်သွားမယ်ပေါ့နော်ဒီ3ကတော့ကျွန်တော်ဒီမှာ ရှစ်ကိုတုံညာအာခွန်ရှစ်ကိုတင်နေတော့ခွန်ရှစ်ကိုတင်နေနဲ့ပြီးသွားနိုင်တယ်ပေါ့နော်ဒီတုံးကအရင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီရှေးဟာကဟာမိန်ဖြစ်သွားမယ်တုံးပါတာလေးအရင်ဖြစ်သွားမယ်ပေါ့နော်ဒီတုံးပါတာလေးအရင်ဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်ထပ်ပြီးတော့တင်ကွက်အနေနဲ့ထပ်ညီမယ်ဆိုရင်ကျွန်တော်နှလုံးပေါင်းရှင်းပရိတ်နဲ့ထပ်ညီလို့ရတယ်ပေါ့နော်နှလုံးပေါင်းရှင်းပရိတ်ကိုဆက်ကြည့်အောင်ပါခင်ဗျာ

နိအတိပေါ့နော်မတွဲကနမ်းမှာ9 3ညာ4 5ဆိုပြီးတော့ရှိနေတယ်ပေါ့နော်ဆိုတော့အဲ့မှာ9နဲ့9နဲ့5 9နှလုံးတွဲနေတဲ့အတွက်ကြောင့်မို့ရှင်းချင်းတွန်းအောင်မှာဖြစ်ပါတယ်ဒီမှာနှလုံးပေါင်းချင်းပရိနဲ့လည်းကင်ညီတယ်ပေါ့နော်ကျွန်တော်နှလုံးအဲ့တုံးလုံးပေါင်းချင်းပရိကလည်း9နဲ့2ပေါင်းတာ17 3နဲ့5ပေါင်း6 6 3ညာနဲ့ပုံတူပရိရှိတယ်ပေါ့နော်6ပရိလည်းကင်ညီမှုရှိတယ်နှလုံးပေါင်းချင်းပရိနဲ့လည်းကင်ညီမှုရှိတယ်တော်တော်ကျွန်တော် ဒီကိုတုံများလေး၅ဆိုတာလေးကတော့ရှိနေတဲ့အတွက်ချင်းချင်းရမှာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကျွန်တော်ဒီထက်ကမိုက်ဆီတို့ဒီလေး၆ပါတာကိုပို့ပြီးတော့တင်ပို့ကောင်းတယ်ဗောနော်ဒီလေး၆ဒီလည်းကျွန်တော်အာကနန်းနှလုံးထဲပဲရှိတယ်ဆိုပေမဲ့လုံးဝပြည့်ပြည့်ရှိသေးဘူးပေါ့နော်ဒီမှာလည်း6တိဆိုပြီးရှိတယ်။ Okay ဒီမှာကျွန်တော်နှလုံးပေါင်းရှင်ပရိတ်က၄ရ6ရဖြစ်မယ်ဆိုရင်ပေါ့နော်ကျွန်တော်ဤရ လေးချောင်းနှလုံးပေါင်းရှင်ပရိစုပြီးရှိတယ်ပေါ့နော်အဲ့မှာလေးချောင်းတာဆိုရင်ကျွန်တော်ဒီချစ်ရှင်နဲ့ရရှင်နဲ့ရှိရရှိတယ်ပေါ့နော်ချင်းချင်းနဲ့ပေါင်းရှင်16ဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ဒီ9 9နဲ့9ဆိုပြီးရှိတယ်ဒီ3နဲ့3ပေါင်းရှင်6 3နဲ့3ရ3 3နဲ့ရဆိုပြီးတော့နှလုံးပေါင်းရှင်ပရိလေးချောင်းနဲ့ကဲညီတာဒီဟာလေးပဲရှိတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်သင်ချာနည်းအရာပေါ့နော် ဒီမှာဆိုရင်အပုမဟုတ်ဘူးဆိုရင်ဒီတော့ငါးကိုနေငါးနေကိုဒီမွေးကွက်ရှိတယ်ဗောနော်မွေးကနန်းရှိတာဖြစ်ပါတယ်ဒီငါးနေကိုငါးကိုနေဒီကျွန်တော်မွေးကနန်းရှိတယ်ဗောနော်ပြီးခရီးတစ်ပတ်မှာတော့နေဦးတစ်ကြိမ်ကြာမှခွန်ခွန်ကူးဆိုပြီးတော့ခြာသွားခဲ့တာဖြစ်ပါတယ်ဗောနော်အဲ့ဒီမွေးကနိုင်အဆက်ကဒီတစ်ပတ်မှာကျွန်တော်ဒီ9 9 9ဆီပြီးရှိတယ်ဗောနော်။ Okay ဒါကျွန်တော်နှလုံးပေါင်းရှင်းပြီး၄၆နဲ့ထပ်ပြီးညီမယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီချင်းချင်းနေရချင်းနေရှိရ၃နေ၃ရ၃၃နေရ၅9 9နေ9ဆိုပြီးရှိတယ်ပေါ့နော်ဒါဒီတင်တော့အကုန်လုံးဆက်ပြီးတော့ okay သွားခင်မယ်ဆိုရင်တော့အရမ်းမယ်ပေါ့နော် okay ဒါတင်ချာနေရကျွန်တော်ညံမိတော့မိတ်ဆွေများကိုပြန်လေးများပြီးရှင်းတာဖြစ်ပါတယ်ဒီထက်ကမိမိတို့ကျိန်နေတဲ့ဟာပါရင်ပြီးရှင်းလို့ရအောင်ပေါ့နော် okay ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲဒီ နောက်ဆက်ချိန်မှာကံပေးလို့ရကြပါစေခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးခင်ကြတဲ့ကျွန်တော်ရဲ့မဲရှင်များအားလုံးလည်းကိုယ်စိတ်ကြမှာဆက်ချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေခင်ဗျာ